အိမ်မဲရောက်နေအိမ်မဲရောက်လိုက်ပြီးတော့မှဟာအိမ်မဲကတော့ဖြန့်ပေးလိုက်တာဘသူကတော့ဖြင့်အိမ်ကြီးကိုပိုင်ဆိုင်သွားပါပြီတွေ့လားတင်ရေဟိုစိတ်နေတယ်ခမရဲ့စိတ်နေကိုလိုက်လွင့်ပြီးတော့ရောင်းပေးနေတဲ့အမကြီးရတယ်သူတို့လို့ပေါ့နော် သူမြအကြောင်းပြောမှာထမင်းစားရတဲ့သူတွေသူမြအကြောင်းပြောမှာထမင်းဝတဲ့သူမျိုးတွေဟာနော် အမတန်ရှက်စရာကောင်းပါတယ်ဒေါ်အလမွန်တင်းလားဟလား နာမည်ကဟုတ်မယ်ထင်တယ်။မင်္ဂလာပါအမရေ။အမနဲ့ကျမနဲ့ကလူမှုရေးပတ်သက်မှုလည်းမရှိဘူး။စီးပွားရေးပတ်သက်မှုလည်းမရှိဘူး။ကျမအကြောင်းလည်းအမအကုန်သိတာမဟုတ်ပါနဲ့။အမလက်လွတ်စပယ်တွေမပြောပါနဲ့။အားလုံးပဲမင်္ဂလာပါရီလီရဲ့ YouTube channel လေးမှာကြိုဆိုလိုက်ပါရစေ။ဒီမှာခုတင်ဆက်ပေးမယ့် video လေးကတော့ ိုင်းပေါ်မှာဖြစ်နေတဲ့မအင်မွန်တင်နဲ့မအီတင်ကိုရဲ့အကြောင်းလေးပဲဖြစ်ပါတယ်ရှင်မအင်မွန်တင်ကအိမ်မဲတွေရောင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အိမ်မဲရောင်းတဲ့သူတွေကလိန်လေတာတကယ်လည်းမပေါက်နိုင်ဘူးဆိုပြီးတော့ပြောထားတဲ့ဗီဒီယိုလေးကိုတင်လိုက်တာရှင်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့အိမ်တင်ကဒီအိမ်မဲကိစ္စကနာမည်တက်မပြောပေမဲ့သူ့ကိုပြောတာဆိုပြီးတော့လိုင်းပေါ်ကနေပြန်လည်ပြောလာတဲ့ဗီဒီယိုဖိုင်လေးပဲဖြစ်ပါတယ်ရှင်မအင်မွန်တင်ကိုလည်း သူနဲ့ပတ်သက်တဲ့အကြောင်းအရာတွေနောက်ခါတော့ဘယ်တော့မှမပြောနဲ့ဆိုပြီးတော့အသိပေးလာတဲ့ရှင့် view လေးထဲမှာဆိုရင်တော့အကြောင်းအရာပြည့်စုံပါပါတယ်ကြီးရှုတဲ့သူတွေအနေနဲ့လည်းသိထားလို့ရအောင်လို့ဒီ view လေးကိုညီမနဲ့တူတူအဆုံးပြလိုက်ပါကြီးရှုပေးဖို့ကိုလည်းဖိတ်ခေါ်ချင်ပါတယ်ရှင့်မင်္ဂလာပါမိတ်တင်ကြီး ဟိုစိတ်နေတယ်သူများရဲ့စိတ်နေကိုလိုက်လွင်ပြီးတော့ရောင်းပေးနေတဲ့အမကြီးရတယ်မိတ်တင်ကိုဘလို့ဒီပြောနေတာမိတ်တင်ကိုလေဘလို့ဒီစိုးနေတာမိတ်တင်ကိုလေဘလို့ဒီအလုပ်နေတာဘလို့ဒီလိုက်လွင်နေတာဆိုပြီးတော့မှလာပြောတဲ့သူတွေအများကြီးပေါ့နော်အဲ့တော့မိတ်တင်ဘာမှပြန်မပြောဘူးလားမိတ်တင်ဘာလို့ငြိမ်ခံနေရလဲဆိုတော့သူဒီအတွက်ကိုဒီ post လေးတင်ပေးတာဖြစ်ပါတယ်သူကအော်သူ့မှာတတိမရှိလို့ တောင်မှမိသိရဲ့နာမည်ကိုသူထုတ်ဖော်ပြီးမပြောရဘူးလေเนาะအဲ့တော့သူကမိသိကိုပြောတာလေဖြစ်ချင်မှဖြစ်မှာပေါ့ဖြစ်ချင်မှဖြစ်မှာပေါ့เนาะပြောချင်မိသိရဲ့နာမည်ကိုเนาะနာမည်တက်ပြီးတော့ပြောပေါ့เนาะအဲ့တော့နာမည်တက်ပြီးတော့မပြောရဲတဲ့ပေါ့เนาะသူ့လိုသူ့လိုပေါ့เนาะသူများအကြောင်းပြောမှာ မင်းစားရမဲ့သူမျိုးမိတ်ပြန်ဘာလို့တူပြိုင်နေဖြစ်နေမှာလဲမဖြစ်တော့ဘူးမိတ်ပြန်เนาะကိုဖြစ်လိုက်ရင်ကိုကလူဆိုးဖြစ်တယ်အဲ့တော့ကိုကလူဆိုးအဖြစ်မခံတော့ဘူးเนาะ तू မပြော तू တောင်ကိုနာမည်ကိုတက်ပြီးမပြောရဲလို့เนาะမပြောတာဟုတ်ကိုကသူ့ဘာလို့ကပြောနေတော့မှလဲเนาะအဲ့တော့လူဆိုတာကเนาะလူဆိုတာက ကိုယ်တမိုင်းကိုရေးကြတာပါကိုယ်အကြောင်းကိုကိုယ်အလုပ်ကိုလုပ်ကြတာကိုယ်တမိုင်းကိုရေးကြတာသူတို့လို့ပေါ့နော်သူများအကြောင်းပြောမှာထမင်းစားရတဲ့သူတွေသူများအကြောင်းပြောမှာထမင်းဝါတဲ့သူမျိုးတွေဟာနော်အမတန်ရှက်စရာကောင်းပါတယ်မိမိကိုကိုမိမိကမသိတာပေါ့နော်လူတွေဆိုတာကသူတို့ပြောလိုက်တိုင်းသူတို့ပြောလိုက်တဲ့စကလုံးတစ်လုံးရဲ့ဘဝတွေဟာ အစ်တီလူတယောက်ရဲ့ဘဝမဟုတ်ဘူးเนาะ तू ပြောလိုက်လို့လည်းမဲ့အစ်တင်ဘဝကြီးကပြောင်းလဲသွားမှာလည်းမဟုတ်ဘူး तू ပြောလိုက်လို့လည်းမဲ့အစ်တင်ရဲ့ဘဝကြီးကအဲမဲ့အစ်တင်ရဲ့ဖြစ်တည်မှုကြီးကပြောင်းလဲသွားမှာမဟုတ်တလို့ तू ရဲ့ပြောတဲ့စကားတလုံးချင်းစီတိုင်းစကားတစ်လုံးတိုင်းကလည်းမိတ်တင်ဖြစ်တည်မှုကြီးမဟုတ်ဘူးလေเนาะအဲ့တော့မိတ်တင်ပက္ကနာစီကလည်းဘာအကြောင်းမှမရှိဘူးเนาะမိတ်တင်လောက်ရက်တွေမိတ်တင်ရဲ့လုပ်ငန်းတွေမိတ်တင်ရဲ့လုပ်ငန်းတွေနဲ့ပတ်သက်တဲ့ကိစ္စရက်တွေဟာ မိသိရင်တမိုင်းနေဖြစ်တယ်အချိန်တန်ရင်မိသိရင်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့အများကြီးစကားပြောသွားလိုက်မယ်เนาะမိသိရင်ကိုအဲချစ်ခင်တယ်เนาะလူပေါင်းများစွာเนาะမိသိရင်ကိုအဲချစ်မြရတဲ့လူပေါင်းများစွာတို့လေးလေးရှိနေပါပဲရှင်လေးရဲ့ပဲတွဲလေးရဲ့ပဲเนาะအဲ့တော့အဲချစ်ခင်တဲ့အတူတူအတွက်ကိုပဲမိသိရင်ကအသက်ရှင်နေတယ်လို့ကိုကိုမချစ်ခင်တဲ့သူတွေရဲ့ ောထွက်ပြောထွက်လာတဲ့စကလုံးတွေကလည်းမိတ်တင်တွေရဲ့ဘဝတွေဖြစ်မနေဘူးလေနော်အဲ့တော့အဲ့ဒီလိုလူမျိုးတွေကိုလည်းမိတ်တင်တွေရဲ့ဘဝထဲမှာအမိုက်တစ်ခုအနေနဲ့ပဲမိတ်တင်တွေထားပါလေဒေါ်အလမွန်တင်းလားဟလားနာမည်ကဟုတ်မယ်ထင်တယ်မင်္ဂလာပါအမရေအမနဲ့ကျမနဲ့ကလူမှုရေးပတ်သက်မှုလည်းမရှိဘူးစီးပွားရေးပတ်သက်မှုလည်းမရှိဘူး တနည်းအားဖြင့်ပြောရမယ်ဆိုရင်အမလုပ်နေတဲ့လုပ်ငန်းတွေနဲ့ကျမရဲ့လုပ်ငန်းတွေနဲ့လည်းနည်းနည်းလေးမှအဆက်မရှိဘူးပေါ့နော်အမနော်လုပ်ငန်းချင်းလည်းမတူဘူးပေါ့နော်အမအဲ့တော့အမအနေနဲ့ကအာပေါ့နော်ကျမကိုအအမြဲတမ်းပေါ့အမြဲတမ်းဆိုတာအမကို အမသိမှာပါနော်အမကိုအမသိမှာပါအမအနေနဲ့ကတော့ကျမကိုနာမည်တက်ပြီးပြောဆိုခဲ့တာမဟုတ်ဘူးလို့ညင်းမှာပေါ့ဒါပေမဲ့ အမပြောလိုက်တဲ့စကားလုံးကဘယ်သူ့ကိုပြောတယ်ဆိုတာအမကိုအမလည်းသိတယ်လို့နားထောင်နေတဲ့သူတွေကလည်းသိတယ်အမကြီးနော်အမရည်ရွယ်ချက်ရှိရှိနဲ့နော်ထိခိုက်ပျက်စီးအောင်လူတယောက်ရဲ့ပေါ့နော်လုပ်ငန်းခွင် ထိခိုက်ပျက်စီးအောင်ရည်ရွယ်ချက်ရှိရှိနဲ့အမပြောလိုက်တဲ့စကားလုံးကနာမည်ရတတ်မပြောတာဘယ်သူ့ကိုပြောတယ်ဆိုတာရည်ရွယ်ချက်ရှိရှိနဲ့အမပြောခဲ့တာ နော်အမပထမတစ်ချိန်တော့ပထမတစ်ချိန်အမအဲကျမကို အမပြောတာဆိုသုံးချိန်ရှိသွားပြီနာမည်တော့မထည့်ပြောသွားဘူးအမကျမနာမည်တော့မထည့်ဘူးဒါပေမဲ့သုံးချိန်ရှိအမပြောသွားတာပထမတစ်ချိန်တော့ကျမတားလက်လေးနဲ့ပတ်သက်ပြီးတော့ကိစ္စတော့ကလည်းအမဝင်ပြီးတော့အမပြောဘူးတယ်ဒုတိယတစ်ချိန်မှာလည်းနော်အဲအမကိုအမကတော့ရက်ွက်ထည့်ရအစ်စ်မဟုတ်ဘူးနော်အဲကျမတို့လိုရက်ွက်ထည့်ရအစ်စ်မျိုးပြောစရာလားဆိုပြီးတော့အမအမကိုအမအမွန်တင်ပြီးပြောသွားတယ်အဲ အခုတတိယတစ်ချိန်မှာလဲပေါ့နော်အဲတိုက်ရင်ကန်ဆယ်မဲတိမ့်တောင်းနဲ့ချီတဲ့ကန်ဆယ်မဲကိုမပေးတာလိမ့်နေတာဆိုပြီးတော့အမပြောသွားတယ်ဒါဟာဒါတွေဟာခြုံငုံပြီးပြောလိုက်မယ်ဆိုရင်အမကကျမနာမည်တော့ထဲ့တော့မပြောပါဘူးနင်အမကပြောလိုက်မယ်နင်အနာရှိရင်ဆက်ပေါ်လို့ပြောလိုက်မယ်ကျမအနာရှိလို့ဆက်တာမဟုတ်ဘူးအမအမကအဲပေါ့နော်လူတစ်ဖက်သားဟုတ်ပေါ့နော်ကိုနဲ့လုပ်ငန်းနဲ့မတူကျမအကြောင်းကိုလည်းအမအကုန်သိတာမဟုတ်ဘဲနဲ့ အမလက်လွတ်စပယ်တွေမပြောပါနဲ့လက်လွတ်စပယ်တွေမပြောပါနဲ့အဲ့ဒီလိုလက်လွတ်စပယ်ပြောခြင်းအားဖြင့်အမအတွက်ပါအကျိုးထူးသွားလေနော်ကျွန်မနဲ့ပတ်သက်ပြီးတော့အမလက်လွတ်စပယ်တွေပြောခြင်းအားဖြင့်အမဘာတွေအကျိုးထူးသွားလေနော်အဲ့တော့အမအနေနဲ့ပေါ့နော်အာနောက်နောက်ဘောနော်ကျွန်မနဲ့ပတ်သက်တဲ့ဘလို့ကိစ္စမျိုးကမှာ စကားတွေကိုထည့်မပြောပါနဲ့လို့အမကိုကျမအွန်လိုင်းကနေတရားဝင်အတိပေးတာပါရှင်အမအွန်လိုင်းမှာပြောထားတာဖြစ်တဲ့အတွက်မလို့ကျမကလည်းတရားဝင်အွန်လိုင်းကနေအတိပေးတာဖြစ်ပါတယ်ကျမနဲ့ပတ်သက်တဲ့ဘလို့ကိစ္စမျိုးကိုမစိုးပေါ့နော်အမကျမနာမည်ကျမနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေကိုထည့်မပြောပါနဲ့အမအမကိုအတိပေးတာနော်တတိပေးတာမဟုတ်ဘူးပြောပြတယ်နော်အမအမပညာတက်တယ်မလားအမပညာတက်စေစစားနိုင်မှာပါကျမပြောတဲ့စကားကို ဒီ view လေးရတော့မအိမ်မုံတင်ကအိမ်မဲမဲဖောက်ပြီးတဲ့သူတွေကလိန်နေတာနော်တကယ်ပေါက်သွားရင်လည်းမရနိုင်ဘူးပြောထားလို့မအိမ်တင်ကိုဘက်ကသူနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဘာတစ်ခုမှမပြောပါနဲ့သူနဲ့ပတ်သက်တဲ့ကိစ္စတွေကိုလည်းမပြောပါနဲ့ဆိုပြီးတော့မအိမ်မုံတင်ကိုအတိပေးလိုက်ပြီနော်မအိမ်မုံတင်နဲ့မအိမ်တင်ကိုရဲ့ပွဲကနော်တကယ်ကမှပွဲကြီးပွဲကောင်းမယ်နောက်ထပ်ဘာတွေဆက်ဖြစ်လာအောင်မလဲဆိုတာတော့မသိသေးဘူးရှင့်ဒီ view လေးကိုအားလုံးနဲ့သိအောင်လို့เนาะပြန်လည်ဝင်ပြလိုက်ခြင်းဖြစ်ပါတယ်အကြောင်းထူးတာလေးတွေရှင်းလင်းပြန်လည်တင်ဆက်ပေးပါအောင်မယ်ရှင့် နောက်ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်နောက်ဗီဒီယိုလေးတွေမှာပြန်လည်ဆုံတွေ့ကြမှာရှင်